70ပြည်သက်များမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ကျမရေးဆွေးနွေးဖို့တင်ဆက်ထားတာကတော့ကမ္ဘာမှာ hot နေတယ်ပေါ့နော်ကျွန်တော်တို့ရေပန်းစားနေတဲ့ Zika virus အကြောင်းဖြစ်ပါတယ်ကြလူတွေကဗမာပြည်မှာဒီ Zika virus များရောက်လာမလားလို့ကျွန်တော်တို့မေးကြတယ်။ Zika virus ကူးစက်ခံရင်ဘာတွေများဖြစ်မလဲပေါ့သိကြင်ကြတယ်။အဲ့တော့ကျွန်တော်ကတကယ်တော့ Zika virus ကအခုမှပေါ်လာတဲ့ virus မဟုတ်ပါဘူး။ဟို1948ခုနှစ်တည်းကကျွန်တော်တို့ဒီ Uganda မှာရှိတဲ့တော်ကြီးတစ်ခုရှိတယ်။အဲ့ ဲ့တော်ကြီးနာမည်ကဇီကာတော်တော်ကြီးလို့ခေါ်တယ်ပေါ့နော်ဇီကာ forest ပေါ့အဲဇီကာ forest ထဲမှာဇီကာတော်ကြီးထဲမှာကျွန်တော်တို့ကသူသေသနာပညာရှင်တွေကအဲ့ဒီယူဂန်ဒါမှာဖြစ်နေတဲ့ yellow fever ပေါ့နော်ကျွန်တော်တို့ငန်းဝါဖျားခေါ်တာပေါ့ငန်းဝါဖျားကိုသူသေသနာလုပ်ဖို့ကျွန်တော်မြောက်တကောင်ကိုကျွန်တော်တို့ဒီစလောင်အိမ်ထဲမှာထည့်ပြီးတော့တောထဲမှာကျွန်တော်စမ်းသပ်ဖို့ခေါ်သွားတယ်မမျော်လင့်မဲအဲ့ဒီမြောက်ကအဖျားကြီးတက်လာတာအဲ့ဒီမြောက်ကသွေးကိုကျွန်တော်စစ်ကြည့်တော့အဲ့ထက်မှာ virus ပိုးတစ်မျိုးတွေ့တာပေါ့ဒီ virus က တော့တွေကနေရလာတယ်သူယူစားနောက်တော့ဒီဒါ48ခုနှစ်ကနေရှိပြီးတော့ကျွန်တော်တို့52ခုနှစ်ရောက်လာတဲ့ခါကျတော့လူဒီမှာအဲ့လိုမျိုးပိုးတွေကတွေ့လာတယ်လူတွေတဲတွေ့ခြင်းမှာပေါ့နော်တော့ဇီကာအဲ့တုန်းကကျွန်တော်တို့ကဒါကိုဇီကာတော့ကတွေ့တဲ့ဒီ virus ပိုးကြောင့်ဇီကာဖျားဆိုပြီးကျွန်တော်နာမည်ပေးလိုက်တာအဲ့ဒီကဇီကာပိုးဟာဇီကာဖျားဟာတောင်တောင်အမေရိကဒေသတဝိုက်မှာပြန့်နှံ့နေတယ်တချို့သောအာရှတွေကိုလည်းပြန့်နှံ့နေတယ်ဆိုတာကျွန်တော်သိပြီးသားအခုမှဘာကြောင့်ကျွန်တော်တို့ကြောက်ကြောက်မဲ့ဖွယ်ရဖြစ်လာလဲဆိုတော့ ဘရာဇီးနိုင်ငံမှာလွန်ခဲ့သောဆယ်လအတွင်းကကိုုံဆောင်မိခင်တွေမှာကျွန်တော်ဥကောင်းသေးသေးလေးတွေနဲ့မိုက်ခရိုကက်ဖလီလို့ဆောင်းနေရခေါ်တယ်။အုံနောက်သေးသေးလေးနဲ့ကလေးတွေမွေးလာတာ။ဆယ်လအတွင်းမှာ3500လောက်မွေးပြလိုက်တယ်။အဲ့ဒါနဲ့ဇီကာအဖျားနဲ့ဆက်ဆက်တယ်ဆိုပြီးတော့ကြမ်းမာရေးသူ့တွေတည်းကတိလာ။တိလာတော့ကြံတဲ့နိုင်ငံတွေလည်းတော်တော်များများပြန့်နေပြီ။အဲ့တော့ကျွန်တော်တို့နောက်ကိုုံဆောင်မိခင်တွေမှာဒီလိုမျိုးဇီကာအဖျားကြောင့်ဇီကာဗိုင်းရပ်စ်ပိုးကြောင့်ဥကောင်းသေးသေးလေးကလေးတွေမွေးလာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရ February 2ရက်ကစပြီးတော့ Public Health Emergency လို့ကျွန်တော်တို့ခေါ်တယ်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဆိုပြီးကြေညာထားတယ်အဲ့တော့အဲ့ဒါကြီးကအမေရိကန်ကိုလည်းကျွန်တော်ပြန့်နှံ့လာပြီမနေ့တနေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ပြည်ကျွန်တော်တို့ရဲ့အိန္ဒိယတရုတ်နိုင်ငံယူရီးယားနိုင်ငံအင်ဒိုနီးရှားနိုင်ငံတွေမှာပါကျွန်တော်တို့ဒီပိုးတွေ့နေရပြီအဲ့တော့ဗမာပြည်ရောတွေ့နိုင်မလားပေါ့ဒါဗမာပြည်မှာဒီဇီကာဗိုင်းရပ်စ်ပိုးကိုသေဆောင်တယ်ဆိုတော့ကျွန်တော်တို့ AD Egyptize ဆိုတဲ့ခြင်ရာရှိပြီးသား တို့သိသလောက်ကပေါ့ယနေ့ထိသိသလောက်ကဒီဇီကာဗိုင်းရပ်စ်ပိုးဟာချင်းနေရနေပြီးတော့အဲ့ဂျောကဖြစ်တဲ့လူကိုကိုက်လိုက်တယ်သူတို့ပါဇက်ထဲကိုဒီပိုးပါသွားတယ်ဒီပိုးကနေမှနောက်လူကိုကိုက်လို့ကူးတယ်လို့ကျွန်တော်လက်လက်ခံထားတယ်အဲ့တော့ဒီချင်းနေဟာပမာကြီးမှာရှိပြီးသားချင်းနေကိုကျွန်တော်တို့ကဘာမှာလုံးဝပျောက်ကွင်းကင်းသွားအောင်လုပ်လို့မရဘူးဟိုးကျွန်တော်တို့ Jurassic Park ဆိုတဲ့ရုပ်ကရုပ်ရှင်ကားထဲမှာဟိုးနှစ်ပေါင်းသန်း2200လောက်ထဲကချင်းနေဘဝမှာရှိခဲ့တယ်လူသားတွေစဖြစ်တဲ့အချိန်လောက်ကနေစပြီးတော့ချင်းနေဒီချင်းနေဟာ ျွန်တော်တို့အမ်ဘာကြောက်လေကျွန်တော်တလင်းကြောက်ထဲမှာကျွန်တော်အမဒီအနေနဲ့ရှိရတယ်ကိုကျွန်တော်အခုတွေ့ခဲ့ဘူးတယ်ပေါ့ဟိုတုန်းကခြင်တွေကအခုအကောင်နေတဲ့၃ဆလောက်ကြီးတယ်ဒီခြင်တွေဟာအဲ့ဒီကနေတစ်ဆင့်တစ်ဆင့်မျိုးစိတ်ပေါင်း၃၀၀လောက်ကဘာမှရှိတယ်အဲ့ဒီကနေမျိုးစိတ်ကြီးအကြီးကတော့၃မျိုးပေါ့ဗျာ Julex ဆိုတာရှိတယ် Anopheli ဆိုတာရှိတယ်အခုပြောတဲ့ AD ဆိုတာရှိတယ်ဒီ၃မျိုးစလုံးပေါ်မှာနိုင်ငံမှာရှိနေတယ်အဲ့တော့ဒါဟာကျွန်တော်တို့အတွက်ကိုအစင်သိမ့်ပေါ့ virus ပိုးရောက်လာရင် safe safe ကောင်းတဲ့ဆောင်ပေးမယ့် vector လို့ခေါ်တဲ့ဂျာဂန်ကောင်ကအဆင်သင့်ရှိနေတယ်လူတွေကလည်းဆင်သင့်ရှိနေတော့ကျွန်တော်တို့နိုင်ငံမှာကူးဆက်လာမလားဆိုကူးဆက်လာနိုင်တယ်လို့ပြောလို့ရတယ်ဒီအတွက်ကြောင့်ပဲမိနစ်တနည်းကကျွန်တော်တို့မန္တလေး၄စိတ်မှာကျွန်တော်က၄စိတ်မှာရှိတဲ့ဟိုနေကျွန်တော်တို့ဒီဖြားနာတဲ့လူတွေကိုစောင့်ကြည့်တာတွေရှင်မကိုက်အောင်လုပ်တာတွေကျွန်တော်တို့စလုပ်နေပြီအဲ့ဒီတော့ physical virus ပိုးကဘယ်လိုကူးသလဲဆိုတော့ခုနပြောလို့ပေါ့ခြင်ကိုဂျာဂန်ကောင်ကိုက်ပြီးတော့မှကျွန်တော်ကူးတယ်လူလူရင်းထိတွေ့လို့မကူးပါဘူးလူရင်းကအသက်ရှူလမ်းကြောင်းနဲ့ကူးတာမဟုတ်ပါဘူးဒါပေမဲ့ထူးထူးခြားခြား တက်ဆက်စ်ပြည်နယ်ကအမေရိကန်တယောက်မှလိန်ဆက်ဆံမှုကြောင့်ကူးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒါတွေကလည်းကျွန်တော်တို့တိတ်ပြီးတော့ဟိုနေတသက်တည်ထူနိုင်တဲ့အဟုတ်မဲ့သိမ်းပဲတွေ့နေပြီဆိုတော့ဒါမင်းလည်းဖြစ်နိုင်တယ်ပေါ့။တွေးလူရင်လည်းကူးနိုင်တယ်လို့ကျွန်တော်ပြောတာလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့အနေထားဒါတွေကိုကျွန်တော်တို့ခဏမေ့ထားပြီးတော့ကျွန်တော်တို့နိုင်ငံဇီကာဗိုင်းရပ်စ်ပိုးမရောက်လာအောင်လုပ်ပါမှာပေါ့။ချင်းတကောင်ဟာသူပြန်နိုင်တာမီတာ၄ရာတဲ့ပို့ပြီးမပြန်နိုင်အောင်။တမိုင်နဲ့ပို့ပြီးမပြန်နိုင်အောင်။အဲ့တော့ဗရာဇီးမှာဖြစ်နေတဲ့ချင်းကကျွန်တော်တို့နိုင်ငံကိုပြန်လာမှာမဟုတ်ဘူး။ဒါပေမဲ့လိန်မြန်ထဲမှာ ုံအောင်လာနိုင်တယ်။သင်းမောတွေထဲမှာပုံအောင်လာနိုင်တယ်။အဲအဲ့လိုပဲသူတို့ရဲ့လူတွေရဲ့အဝတ်စားဘီရိုအထုပ်ပေတွေပါတယ်ထဲမှာပုံအောင်လာနိုင်တယ်ပေါ့နော်။ဒီဂါတွေပါလာရင်ဒီချင်းကဗမာပြည်မှာရောက်ရင်ကျွန်တော်တို့ကိုကြိုက်လိုက်ရင်တော့ကျွန်တော်တို့ဆီကလူကဇီကာအဖျားဖြစ်မှာပဲ။ထိုနည်းလကောင်းပဲဇီကာအဖျားရှိပြီးသားလူကဘရာဇီးလိုနိုင်ငံမျိုးတောင်အမေရိကနိုင်ငံမျိုးအနိုင်ငံပေါင်းအခု24နိုင်ငံကြီးညာထားတယ်။အဲ့ဒီကနေကျွန်တော်တို့ဗမာပြည်ကိုလာမယ်ဗမာပြည်မှာချင်းကသူ့ကိုကြိုက်လိုက်မယ်သူ့ဘိုးကသူ့ကောင်းတဲ့ကိုခန္ဓာထဲမှာဇီကာပိုးရှိတယ်။ကျွန်တော်တို့နောက်တရအောင်ကြောက်ရင်ကျွန်တော်တို့စီကူးမှာပဲ။ဒါကြောင့်ဇီကာအဖျားဟာ ခြင်ကနေကူးဆက်တယ်ကျွန်တော်တို့အဓိကကခြင်နေပီပကခြင်နေပီတွင်းမဝင်လာအောင်ပီပကယောဂာတွေပီတွင်းမဝင်လာအောင်ကျွန်တော်အဓိကလုပ်ပါအဲ့တော့အဲ့ဒီတော့ကျွန်တော်တို့အခုလောလောဆယ်တော့ဒါတွေမလုပ်နိုင်သေးဘူးပေါ့နော်လောလေစိတ်တွေကနေစောင့်ကြည့်နေတာပေါ့ပီတွင်းကခြင်ကထပြီးတော့ဇီကာဗိုင်းရပ်စ်ကိုဘလူးမှာသူ့ကိုမကူးဆက်မခြင်ကျွန်တော်စီမရောက်လာနိုင်ဘူး တော့အရင်တုန်းကကျွန်တော်တို့ဟို mask ယောဂါ mask covid ယောဂါတို့ကျွန်တော်တို့ဒီကြက်ငှက်တုတ်ကွေးတို့ဆိုတာလေဒီကိုကျွန်တော်စောင့်ကြည့်ရင်းနဲ့ကျွန်တော်နိုင်ငံမှာကန်ကောင်းလို့ကျွန်တော်တို့စီကိုမရောက်လာဘူးပေါ့နော်အခုလည်းကျွန်တော်တို့စတင်စောင့်ကြည့်ရမယ်ချင်းကိုနိုင်ကကျွန်တော်တို့စီကိုကုလာမှာမဟုတ်ဘူးအဲ့ဒီကြောင့်ကျွန်တော်တို့ဒါတွေလွတ်လွရမယ်အဲ့ဒီတော့ယောဂါရဲ့လက္ခဏာတွေကျွန်တော်အခုပြောမယ်ပါလဲဆို Zika virus ကြိုက်ခံပြီးချင်းကြိုက်ခံပြီးရက်ပိုင်းတွင်ပေါ့နှစ်ရက်ကနေခုနှစ်ရက်လောက်လို့ကျွန်တော်မှန်းထားတယ်ဒီတွင်မှာဒီလူနာဖျားမယ်အစ်စ်မြစ်တွေနာမယ် ောက်တစ်ခါကျွန်တော်တို့အဆက်ပြောက်တွေပေါ့နော်ဟိုသွေးလွန်တုတ်ကွေးလိုမျိုးအဆက်ပြောက်တွေဖြစ်လာနေတယ်နောက်တစ်ခုကမျက်စိနာတယ်အဲ့ဒီမျိုးမျိုး၄ခုနဲ့ကတော့အများစုတွေ့ကြတယ်ဇီကာဗိုင်းရပ်စ်ပိုးကလူကိုခန္ဓာရဲ့ကျွန်တော်တို့ကိုခန္ဆွမ်းအားကိုလည်းကျွန်တော်ကဖျက်ဆီးပစ်တယ်ကြွက်သားတွေအာယုံကြောတွေလည်းဖျက်ဆီးပစ်တဲ့ကြောင့်ဆီယောင်တွေခေါ်နေတဲ့ Gulen Very Syndrome ဆိုတာရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကြွက်သားတွေပျော့ပြီးတော့ဟိုတေကုန်တာပေါ့ဟိုနေကြွက်သားတွေအသုံးမချဘူးအရန်အားနေသွားတယ်အဲ့ဒါဆိုရင်တော့ဆေးရုံတက်ရမယ် ဒါပေမဲ့ဇီကာဗိုင်းရပ်စ်ကိုက်ခံတဲ့လူဟာခုနပြောတဲ့လက္ခဏာပေါ့ဗျာဇီကာဗိုင်းရပ်စ်ပိုးဝင်တဲ့လူဟာဖျားမယ်စစ်မြေတွေကိုက်မယ်ကိုယ်လက်မှာကျွန်တော်တို့အနီးပြောက်တွေပေါ်မယ်မျက်စိနာမယ်ဆိုရင်တော့ဇီကာဗိုင်းရပ်စ်ပိုးရှိတယ်လို့ကျွန်တော်တို့သတ်မှတ်တယ်ဒါပေမဲ့အဲ့ဒီဇီကာဗိုင်းရပ်စ်ပိုးတော့ယနေ့ကမ္ဘာမှာထေသွားတဲ့လူမရှိသေးဘူးဒါပေမဲ့ဒီဗိုင်းရပ်စ်ပိုးဟာလည်းတပတ်လောက်တည်းမှာလူကန္နာမှာတိုက်ခိုက်ပြီးတော့တာမန်အဖျားလေးနဲ့ပဲပြတ်သွားတယ်တော့ကျွန်တော်တို့ကဆေးရုံတက်ရတဲ့လူတွေကလည်းရှားတယ်အဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီမှာတပတ်လောက်တည်းဒီဗိုင်းရပ်စ်ပိုးကကန္နာထဲမှာကျန်းနေတယ်ပေါ့ အဲ့ဒီအချိန်မှာခြင်အားကိုက်ပြီးနောက်တစ်ယောက်ကိုကိုက်ဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကယောဂါကမပြင်းထန်ပါဘူးဒါပေမဲ့ပြဿနာကခုနပြောသလိုပေါ့ကိုွန်ဆောင်မှာဒီပိုးများရှိခဲ့သည်ရှိသောကိုွန်ဆောင်သည်အဲလူစင်မမီတဲ့အုံနောက်သေးတဲ့ခေါင်းလေးသေးသေးတဲ့ကလေးတွေမွေးလာမယ်နော်ဘရာဇီးမှာဆယ်လအတွင်း3900မွေးသွားပြီဒါကြီးဆက်ဆက်တယ်လို့ကျွန်တော်တို့ယောဂါကာကွယ်ရေးနဲ့ထိန်းသိမ်းရေးဘူဌာနအမေရိကန်မှာရှိတဲ့ CDC ကကျွန်တော်တို့တွေ့နေပြီပြီးတော့ကျွန်တော်တို့နိုင်ငံမှာဒါတွေဖြစ်လာခဲ့လို့ရှိရင်နောင်ကိုွန်ဆောင်တွေ ကျွန်တော်တို့ပြဿနာတက်လာနိုင်တယ်အဲ့ဒီကြောင့်ကျွန်တော်တို့ကဘာလဲဆိုရင်နံပါတ်1ကယောဂလက္ခဏာကိုကျွန်တော်တို့သိနေပြီဒီဒီယောဂကိုကျွန်တော်တို့ကာကွယ်စည်းလည်းမရှိဘူးကုသတယ်စည်းလည်းသေချာမရှိဘူးယောဂဖြစ်လာရင်ကုသရမှာကအနာယူပါရေမြများတောက်ပါအစာအာဟာရဝဝပြည့်အောင်စားပါဘလောက်ကကျွန်တော်တို့ကဗိုင်းရပ်စ်ပိုးတက်တဲ့ဆေးတွေမပေးနိုင်ဘူးတုတ်ကွေးကုသလို့ပဲအဲ့လိုမျိုးကျွန်တော်တို့အနာယူလို့ရှိရင်သူ့ဟာသူတလားတပတ်တွင်းလောက်ပဲပျောက်သွားတယ်။ဒါမှမဟုတ်အဲ့ထဲမှာပိုးကြံခဲ့တဲ့လျင်ချင်ကိုက်နောက်တစ်ယောက်ကိုကူးမယ် ပြောယောဂပြင်းထန်မှုကတိတ်မရှိရတဲ့ကြောင်းယောဂကိုကျွန်တော်တို့ကြီးကြီးကျယ်ကျယ်ကုသရတယ်မလို့ဘူးကုသတဲ့ဆေးလည်းမတွေ့သေးဘူးကာကွယ်တဲ့ဆေးလည်းမထွက်မိနစ်တနည်းကတော့ကျွန်တော်အိန္ဒိယနိုင်ငံနိုင်ငံမှာကျွန်တော်တို့ကာကွယ်ဆေးစမ်းတယ်တရိစ္ဆာန်တွေမှာစမ်းဖို့လိုသေးတယ်ကျွန်တော်မထုတ်နိုင်သေးဘူးပေါ့ကဘာပေါ်မှာစမ်းသက်မဲ့ပစ္စည်းတွေတွေးစစ်မဲ့ပစ္စည်းတွေလည်းမရောသေးတဲ့အတွက်ကြောင့်ဒီပိုးကိုဗမာပြည်မှာကျွန်တော်တို့အမည်ပေါ်ဖော်ထုတ်နိုင်အောင်တန်တရားရှိရင်ဒီပိုးကိုကျွန်တော်တို့ဟိုအမေရိကထိပို့ရမယ့်ပုံစံရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလို့လောက်ရမယ်ဆိုကာကွယ်ဖို့အဓိကပါနော်ကာကွယ်မယ်ဆိုတာကချင်းကိုက်မခံဘူးပေါ့ တို့တို့နိုင်ငံမှာရိုးနေပါပြီတို့တို့ဖုံးသွန်လဲစစ်ဆိုတာရှိတယ်တွလွန်တို့ကွေးယောဂမဖြစ်အောင်အိမ်မှာရှိတဲ့ရေရေတွေကိုကျွန်တော်အဖုံးဖုံးထားရမယ်နော်သွန်ပြရမယ်တဲ့ကျွန်တော်သုံးရက်တစ်ခါလောက်ကိုချင်းဥတွေမဖောက်အောင်မပောက်အောင်လဲပြရမယ်ရေရေကိုလဲမယ်စစ်မယ်အထူးသဖြင့်ဒီကောင်ကရေလေးနည်းနည်းရှိရင်ချင်းကအဲ့ဒီ80ရေတိုက်ဆိုတဲ့ချင်းကတော်နေတစ်ခါဥလို့ရှိရင်ဥပေါင်းကုဏ္ဏက350လောက်ဥတယ်300အတွင်းမှာချင်းကောင်တွေပောက်လာတယ် ပေါက်လာတဲ့ခါကျတော့လောက်လန်းစဖြစ်တာပေါ့အဲ့တော့ချင်းကိုကျွန်တော်တို့ကမှုတ်ဆေးတွေနဲ့လိုက်ဖျားရင်ချင်းကပြေးတာမသိဘူးအဲ့တော့ကျွန်တော်တို့ကအကောင်းဆုံးကလောက်လန်းတွေကျွန်တော်တက်တက်ကနေမရှိအောင်လောက်လန်းအဆင့်မှာတက်ပြရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလောက်လန်းတွေရေထဲမှာရှိအောင်ပြီးတော့ဒီဥလေးတူဥပါချင်းဥတူပါဘာမှရေနဲ့မထိတွေ့ရင်တစ်နှစ်လောက်ခံတယ်ရေထဲမှာရေနည်းနည်းလေးပေါ့တိုက်သစ်ပင်အကောင်းလေးမှာရေတင်နေတာမှဒီကောင်ပေါက်ပြီပေါက်တန်တဲ့ချင်းတွေပွားပြီချင်းတကောင်ကနေ350လောက်ပွားပြီပေါ့နော်အဲ့တော့3ရက်အတွင်းပွားပြီနောက်တစ်ခါဒီ3ရက်အတွင်းမှာလူလားမြောက်တဲ့ချင်းက ၃ရက်တည်းမှာအချင်းကောင်းထီးချင်းမကြီးဖြစ်ပြီးပြီးတော့ချင်းထီးနဲ့ချင်းမမိတ်လိုက်ပြီးဆိုတော့နောက်တပတ်အတွင်းမှာပဲနောက်ထပ်ချင်းတွေထပ်ထပ်ထပ်ပွားတာပေါ့ကျွန်တော်တို့နိုင်အဲကဘာမှာအဲ့လိုခံစားနေရတာချင်းကိုကျွန်တော်တို့အမျိုးပေါက်ပြတ်အောင်မလုပ်နိုင်ဘူးအဲ့တော့အကောင်းဆုံးကတော့ချင်းလောက်လန်းနေမှာကျွန်တော်ချင်းကိုဖြေဖြေရှင်းတက်ပြစ်ပါပြောမို့ရှင်ဖြေရှင်းပြစ်ပါရေစစ်နီးနေပဲဖြစ်ဖြစ်ပေါ့နော် နောက်တစ်ခုကကျွန်တော်ညောင်ရီအိုးတွေပါကျွန်တော်ပြောကြရရှိတယ်သူပေါ့ရေအိမ်မှာထားတဲ့ရေလေးတွေပေါ့နော်အဲ့ဒါကြီးကျွန်တော်ချင်နေနေနေမှာလောက်လန်းနေနေမှုအစင်သင်းပြောချင်မှုဆေးတွေကတော့ခဏပဲကျွန်တော်ဒုက္ခရောက်မယ်အဲဒီဆိုတော့တကိုရေလေးပဲမှာချင်မကိုက်ခံဖို့ရေးရှိတယ်အင်ကြီးလက်ရှိဝေ့ရမယ်ကလေးတွေဆိုရှင်နောက်ချင်မနားအောင်လင်းဆေးတွေရှိတယ်ပေါ်နေတယ်တချို့တွေကတော့ချင်တွေကိုဗီဇပြောင်းဖို့စူးစမ်းနေတယ် ဇီဂျီရှင်တို့ခေါ်ပြီးတော့ကျွန်တော်ကဓာတ်ရောင်ကြီးတစ်ခုခုပေါ့လေပေးလိုက်ပြီးတော့ဒီနောက်ဒီကနောက်မျိုးမပွားတော့ဘူးအဲ့လိုမျိုးတွေလောက်တာကြီးဒါဗမာနိုင်ငံကကျွန်တော်မလုပ်နိုင်ဘူးအဲ့တော့ဗမာနိုင်ငံကလူတွေဇီကာဗိုင်းရပ်စ်ကိုကြောက်တယ်ဆိုလို့ရှိရင်ချင်ကိုက်မခံအောင်ကျွန်တော်တို့နီးတဲ့ကျွန်တော်တို့ကာကွယ်နိုင်ပါကြောင်းဒီပတ်ကျွန်တော်ဇီကာဗိုင်းရပ်စ်ကသိကောင်းစရာအကြောင်းကိုဒီလောက်နေပဲကျွန်တော်တင်ဆက်ပေးပြရစီခင်ဗျ